စ်အာဏာသိမ်းပြီးအဖက်ဖက်ကနေပြိုကျပျက်စီးသွားတဲ့ဂျန်နရီတွေထဲမှာတိုင်းပြည်ရဲ့စီးပွားရေးကဏ္ဍလည်းပါဝင်ခဲ့ပါဗျ။နိုင်ငံသားချင်းနှီးနှုတ်နယ်မှုတွေအားလုံးနှိပါပြန်လည်ထွက်ခွာသွားပြီးတဲ့နောက်အလုတ်ကန်ခွန်လန်းရှားပါမှုတွေနဲ့အတူပြည်ရင်းအခြေခံစားတောက်ကုန်ဈေးနှုန်းတွေဟာတဟုန်လို့မြင့်တက်နေပါဗျ။ဒီလိုအခြေအနေတွေကြားမှာရန်ကုန်မြို့ကိုအခြေပြုပြီးနေထိုင်လုတ်ကန်နေကြရတဲ့ပြည်သူတွေဟာခက်ခက်ခဲခဲနဲ့အသက်ရှင်နေရတယ်လို့ပြောကြပါဗျ။ဒါနဲ့ညီမဆိုရင်ဟိုတနေ့ရက်ဆိုကိုကို မကောင်းဖြစ်တဲ့အချိန်စေကံသွားကိုမင်းကရှစ်လဆိုမွေးပြီးအဲ့လိုပြောတဲ့အခါကျညီမမစုတာဆောင်လာရမယ်။အပြည့်ဒီနေ့ရရဲ့ပတ်စံကလေးကိုပူရတာနဲ့စားရတာဆိုတော့လုံးဝဟိုလူကမနေ့မဖြစ်ဘူးကိုရရှင်းပြောရရင်စုပြီးသားလို့လည်းမစုဘူး။အခုချိန်မှာဘိုက်ထားနိုင်တာတော့ဘူးလမ်းစရိတ်မရှိရဲ့အချိန်ဆိုတော့ဒီလိုခက်ကြီးမှမနေချင်ဘူးဒီလိုကုန်စည်လုံးနေလို့မဖြစ်ချင်ဘူး။ မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့နဲ့စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ရန်ကုန်ကမြို့ပြနဲ့မြို့ပြတစ်ဝိုက်နေလူဒန်းစားတွေဟာဆင်းရဲမွဲတေမှုမကြုံစဘူးတိုးမြင့်လာတာကိုကြုံတွေ့နေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကအခုဇွန်လမှာတည်ပြခဲ့ပါတယ်။လူဦးရေ6.2တန်းမီတင်းနေထိုင်တဲ့ရန်ကုန်မြို့ဟာစစ်အာဏာသိမ်းပြီး၄နှစ်ကျော်အကြာမှာတော့လူဦးရေ2.8တန်းခန့်ဟာဆင်းရဲမွဲတေမှုပြဿနာကိုကြုံတွေ့နေရတာပါ။ ဒီထဲမှာရန်ကုန်မြို့စင်ကြေပုံးရက်ကွက်တစ်ခုမှာနေထိုင်တဲ့မတ်ရွှေစင်မြင့်တို့မိသားစုလည်းပါဝင်ပါတယ်။ခလီတုံးရောက်ရှိပြီးနေစီလာစီကိုဝင်လွယ်ထားရတဲ့မတ်ရွှေစင်မြင့်တို့လင်မယားဟာရန်ကုန်မြို့အနှံ့သွားလာပြီးပလုံကောက်ရင်းနဲ့ဝမ်းရည်ဖြစ်ရှင်ရက်တည်နေကြရတာပါ။ဒါပေမဲ့တဖြည်းဖြည်းမြင့်တက်လာတဲ့ကုန်စည်နှုန်းထန်တွေကြောင့်တရက်ထမင်းပုံမှန်စားရဖို့ရုန်းကန်ရှင်သန်နေရတယ်လို့ဆိုပါတယ်။အားကြဲတပေါင်းလောက်ကန်သွားပြီးတော့ဈေးသွားအောင်စဉ် ဘာမှမမေရရမှာပါအဲ့တော့ဟိုစိတ်ကန်းဟိုတနည်းသွားရတော့အဟားပြတ်သွားပေါ့အဲ့လိုသူအခုကုံစင်းလုံးနေနေအဆင်မပြေကိုကအသားငါးတဲ့တိတ်ပြီးမတိုင်နိုင်ခုနဆိုပဲတိကျော်စီမပါလေစစ်တပ်အာဏာမသိမ်းခင်ကရန်ကုန်မြို့ပြလူဦးရေ30ရာခိုင်နှုန်းကိုစင်ရဲသားအဖြစ်သတ်မှတ်ခဲ့ပြီး2023ခုနှစ်မှာတော့43ရာခိုင်နှုန်းထိတိုးလာပြီလို့ UNDP ရဲ့လူ9000နီးပါးကိုအခြေခံပြုစုထားတဲ့အစင်းကဆိုပါတယ် ဒီအခြေအနေဟာ2023ခုနှစ်ကဖြစ်ပြီးလက်ရှိအချိန်မှာတော့ပိုပြီးကြက်တဲခက်ခဲလာတယ်ဆိုတာတရရည်တက်နေတဲ့ကုန်စည်လုံးကိန်းကနန်းတွေကတက်တည်ခံနေပါဗျ။ရန်ကုန်မြို့ဟာအခြားတိုင်းတဲ့ပြည်နယ်တွေလိုစည်ရေးပြိပခါမပြင်းထန်သေးတာကြောင့်အနေနဲ့ရက်ကပြည်သူတွေဟာရန်ကုန်ကိုကြောတခင်းစာနားခိုရာဖြစ်လာရောက်နေထိုင်ကြသူတွေလည်းရှိကြပါဗျ။မတ်ရွှေစင်မြင့်တို့လင်မယားနှစ်ယောက်စလုံးလမ်းမတွေပေါ်မှာပလုံလိုက်ကောက်နေရတာကြောင့်ကလေး၃ယောက်ကိုအခြားနေရာကိုပို့ထားရပြီး သူတို့ရတဲ့ငွေတွေကစားစရိတ်မြင့်စင်ပို့ပေးရပါတယ်။ခလေးမွေးကန်ဒီအချိန်ဖြစ်တာကြောင့်ပလုံကောက်တဲ့အလုပ်ကိုနားကျင်ပေမဲ့လည်းလင်မယားနှစ်ယောက်စလုံးမနက်6:00နာရီထိုးလောက်ထပြီးလုံးမတနေ့တာဝင်ငွေဟာငွေချက်1000ခန့်သာရှိပါတယ်။ဒီငွေပမာဏဟာမြင့်တက်နေတဲ့ကုန်စည်လုံးကြမှာမလောက်မှားတာကြောင့်ထမင်းဝါးဝါလည်းလည်းမစားရပဲရုန်းကန်နေရပါတယ်။ဒီနေ့ကနဲတယ်ဟိုကဆိုရင်ပတ်စံလေး9000လို့ရင်ဈေးစားလို့ရမိသားဆိုဟိုကပတ်စံ1000ကစားမရဘူး ခါကြရင်ဟိုမနက်ပိုင်းလွယ်ချက်ပြညနေပိုင်းကျရင်အဆင်မပြေတော့အဲ့ဒါမှကိုမဆန်းနှစ်ဦးဝိုက်လက်သက်ဆုပ်သက်ဆုပ်ပြင်ရဖယ်နေရကိုမရှိတဲ့နေမကောင်းတဲ့အခါတော့မရှိတဲ့အခါတော့ပြစ်စီမရတဲ့အခါကြတယ်အဲ့ဒါပြန်စားရန်ကုန်မြို့ကဒီအချိန်ကြီးဟာမတ်ရွှေစင်မင်းတို့မိသားစုတွေကြုံနေရတာမဟုတ်ပဲဝင်ဝင်နဲ့လူတန်းစားအလုံးရင်ဆိုင်နေကြရတာပါအိမ်ရှိလူကုန်အလုပ်လုပ်တာတော့နေ့စဉ်ထမင်းနတ်မှန်အောင်မနေ့စူးစမ်းနေရတယ်လို့အိမ်ရှင်မတွေကပြောပါတယ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကြံ့ဝေတံမိုးကြာဆင်းလာမှုနိုင်ငံရေးမတည်ငြိမ်မှုကမ္ဘာလောင်စာဆီဆဲမြင့်တက်မှုစီးပွားရေးလုပ်ငန်းတွေအတွက်လျှက်စစ်မီပုံမှန်မရရှိမှုစတဲ့အချက်တွေဟာပြည်သူလူထုကိုကြက်တဲမှုတွေပုံမှုဖြစ်လာစေပါတယ်စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လှိုင်ကတော့ကုံစည်းနှုံတွေတက်နေရခြင်းမှာစားရေးရိတ်ခါထုတ်လို့ရမှာဝဲလိုအားနဲ့ရောင်းလိုအားမမျှတခြင်းကြောင့်ဖြစ်ပြီးထုတ်လုပ်မှုကုန်ကြမ်းစည်းမြင့်နေခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့စီးပွားရေးပညာရှင်တွေကတော့စစ်ကောင်စီရဲ့စီးပွားရေးစီမံခန့်ခွဲမှုအလွဲတွေကြောင့်သာ နိုင်ငံစီးပွားရေးချွတ်ချုံကျနေပြီးကုန်စည်နှုန်းတွေလည်းအခုလိုအဆမတန်မြင့်တက်နေတာလို့ဆိုကြပါတယ်။အခုအခါမှာတော့အခြေခံစားတောက်ကုန်တွေဖြစ်တဲ့ဆန်စီစားကျက်သွန်ဒီကျက်သွန်ပြုကစပြီးခရမ်းကျင်ဒီအာလူးဟင်းသီးရွှေရအပြင်အသားငါးရီတာမကဆက်ပြာမဟုတ်ကိုရိုက်ဆက်ပြာတွားရိုက်စီကော်ဖီမေစတဲ့လူသုံးကုန်ပစ္စည်းတွေတရက်ထက်တရက်ပိုဈေးတက်နေရကြောင်းအင်ရှင်မတွေဟာအခုဆိုဈေးသွားဖို့ကြောက်နေကြရပါပြီ။ မနေ့ဆိုရင်ဈေးသွားမှာတော့ကြောက်နေတယ်ပတ်စံတပေါင်းလောက်ရှိရင်တော့ဈေးကိုမသွားရဘူးဘယ်လိုပြောရမလဲပြောမယ်ဆိုရင်တော့ပေသွားတဲ့လူကအသက်ရှူရောက်သွားတာပဲရှိတယ်ဒီကြံခဲ့တဲ့လူကအသက်ရှူကျက်ပြီးကြံခဲ့တာဒီကုန်သေးနှုန်းနဲ့တစ်နေ့တစ်နေ့တစ်လတစ်လဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲတွေးနေရတာနဲ့တခါလေကြတော့လေနေတော့မနေချင်တော့